အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့ Spotify အကစား channel ကနေကြိုဆိုပါရစေ။အော်ရောဒီဘက်မှာတော့ပွဲပင်းရီပွဲစဉ်ခွန်ပြီးမှာတော့ကျွန်တော် Manchester United အသင်းကစန္ဒလန်အသင်းကိုအနိုင်ရရှိပြီးနောက်မှာတော့အဲ Man United အသင်းအနေနဲ့ Premier League အိမ်ခွင်း၃ပွဲစတိုက်အနိုင်ရလက်ရောက်နိုင်ခဲ့ခြင်းဖြစ်တယ်။အဲပြီးတော့အသင်းရဲ့ပွဲ90ပြည့်မှာရလက်မကောင်းခဲ့တဲ့ဒီမှတ်တမ်းစုတစ်ခုကိုလည်း Man United အသင်းအနေနဲ့ချေပြန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။အော်ကျွန်တော်ကျွန်တော်ဒီ Manchester United ကစားသမားတွေ Sesco အနေနဲ့လေ Premier League မှာဒီ back to back ကိုသွင်း နိုင်ခဲ့ပြီးတော့ဒီ ultra foot မှာသူ့အနေနဲ့ပြေဝအောင်ခဲ့အောင်ပွဲခံခဲ့ပြီးတော့ဒီကျွန်တော်တို့ကိုသမတ်တဲ့ semi lemon ပွဲပွဲထွက်ခဲ့ရတဲ့ပွဲမှာလည်းဒီ man united နဲ့ဒီကိုသမတ်တဲ့ stanley lemon ကအာ man united နဲ့ဒီ premier league ရဲ့ဒီပထမဆုံး clean sheet ကိုရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒီကျွန်တော်နောက်ပွဲစဉ်ဖြစ်ပြီးတော့နောက်ပွဲစဉ်တပွဲဖြစ်တဲ့ arsenal တင်းရောဒီကျွန်တော်သူ့အသင်းကိုမြဲလို့လို့ဒုက္ခပေးတဲ့ဒီ wahan အသင်းကိုကျွန်တော်ဒီအိမ်ကွင်းမှာနှစ်ဂိုးဂိုးမရှိဆိုရဲရလနဲ့နိုင်ကစားပြီးတော့အဆင့်တင်းနေရာကိုတလန်းသွားဖြစ်ပါတယ်ဒီ arsenal တင်းရဲ့အဖိုးကနိုင်ကိုတော့ဒီဝဟကသမ ောင်းဖြစ်တဲ့ Declan Rice ကသွင်းယူပြီးတော့နောက်တစ်ခုကတော့ Bakuro Saka ကရရှိတဲ့ပြင်လဲဖြစ်တဲ့ဘောကိုဂိုးဖြစ်ပြောင်းလဲပြီးတော့အနိုင်ရရှိခဲ့ပြီးတော့အဆင့်တင်နေရာကိုတက်လန်းသွားခဲ့ရပဲဖြစ်ပါတယ်ကျွန်တော် Chelsea နဲ့ Liverpool အင်းတွေပွဲစဉ်မှာဒီ Chelsea အင်းကဒီနောက်ကျအနိုင်ကိုနဲ့တူ Liverpool အင်းကိုအနိုင်ရရှိခဲ့ပြီးတော့ဒီ Liverpool အင်းနဲ့ပေါ့နော်ဒီအများနဲ့နောက်ကျအနိုင်ကိုတွင်းပြီးတော့အနိုင်ယူပြန်မှာခု ချိန်မှာတော့เนาะဒီနောက်ကျအနိုင်ကိုပေးပြီးတော့ပြန်ပြီးတော့ချက်စီးတင်းကိုရှုံးနေတော့ဖြစ်တယ်ဒီချက်စီးတင်းတွေအနိုင်ဖိုးတန်နောက်ကျအနိုင်ကိုတော့ဒီကျွန်တော်တို့အသက်16နှစ်အရွယ်ရှိဘရာဇီးပြောင်းဝင်မှာ SW ကနေပြီးတော့ဒီ ကိုကိုရာချပြရလောင်းနေပြီးတော့ပိတ်သွင်းပြီးတော့ကိုသွင်းယူခဲ့တာဖြစ်ပါတယ်။စပါအသင်းကတော့ဒီအဝေးခွင်းမှာလီယူနိုက်တက်အသင်းကိုတကိုးကိုတကိုးနှစ်ကိုးနဲ့အနိုင်ယူပြီးတော့အဝေးခွင်းနိုင်မဲ့ရောက်ယူသွားနိုင်ခဲ့ဖြစ်ပါတယ်။ဒီစပါတွင်းလက်ဂိုးတွေရောအသက်20ရှိလူငယ်သမားမစ်တီတန်နဲ့အအတစ်ကော်ဒါတမကသမားကူဒိုတို့ကစပါအသင်းတွေတင်သွင်းသွေးကြခဲ့ဖြစ်ပါတယ်။နောက်တဲ့ point တစ်ခုဖြစ်တဲ့မက်ဆီအသင်းကတော့ အဝေးကွင်းမှာဒီ Manchester United အသင်းကိုပုံစံကောင်းနေပြတ်တာပြီးအနိုင်ကစားခဲ့တဲ့ Bradford အသင်းကိုဒီ Allen Haaland ရဲ့အစောပိုင်း minute တွင်ကိုနဲ့တကူတကူကိုမရှိနဲ့အနိုင်ယူပြီးတော့အဆင့်9နေရာကိုတက်ရောက်နိုင်ခဲ့ရဖြစ်ပြီးတော့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Newcastle အသင်းက Brentford အသင်းကိုအင်္ဂလန်နှစ်ကိုကိုမရှိနဲ့အနိုင်ကစားခဲ့သလိုဒီ Aston Villa အသင်းကလည်းတန်တက်ဗန်လီအသင်းကိုနှစ်ကိုတကူနဲ့အင်္ဂလန်မှာအနိုင်ယူကစားသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ Crystal Palace အသင်းနေနဲ့ Everton အသင်းကိုအဝေးကွင်းမှာနှစ်ကိုတကူနဲ့ရှုံးနေပြီးတဲ့နောက်မှာတော့ Crystal Palace အသင်းနေနဲ့ ရီးမီးယားလိပရမလုံရှုံးမဲ့တွေ့တော့ခဲ့ဖြစ်ပါတယ်။အိုင်ဗာလန်တို့ရဲ့အဖိုးကံကတော့ကျွန်တော်တို့ဒီမန်စီးတာဝန်ကစားမဟောင်းဖြစ်သူဂရီလစ်ကနာချင်းချင်းပေါ်မှာတင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။